အခွန်သွေးမြင့်မဲ့ try ရဲ့ချင်းချောက်မှုတွေကိုငြိမ်မခံပဲအဆုံးထိရင်ဆိုင်သွားမယ်လို့တရုတ်ပြောတရုတ်ကုံစီရဲ့အပေါ်အခွန်တွေထက်သွေးခောက်ဖို့စဉ်းစားနေကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ချင်းချောက်မှုနဲ့ပတ်သက်ပြီးငြိမ်ခံနေပဲလက်တော့ပြန်မှာဖြစ်ကြောင်းတရုတ်အစိုးရကသတိပေးလိုက်ပါတယ်ထရန့်ဟာအမေရိကန်ရဲ့ကုံတွေဘက်နိုင်ငံတွေအပေါ်သွင်းကုန်အခွန်စီချက်မှုအသစ်တွေတက်မှတ်ကြေညာခဲ့ရမှာတရုတ်ကုံစီတွေကိုအခွန်34ရာခိုင်နှုန်းသို့ကောက်ဖို့လျှာထားခဲ့ပါတယ်ဒါတွေမကသေးပဲ တကယ်လို့တရုတ်ကသာလက်တော့ပြန်ပြီးအမေရိကန်သင်းကုန်တွေကိုအခွန်တိုးကောင်းမယ်ဆိုရင်အမေရိကန်ကလည်းနောက်ထပ်အခွန်90ရာခိုင်နှုန်းထပ်တိုးဖို့စဉ်းစားထားကြောင်းထရက်ကချိန်ချောက်ခဲ့ပါတယ်။ AB ရှိရမှာတော့တရုတ်စီးပွားရေးဝန်ကြီးဌာနကထရက်ရဲ့အဲ့ဒီချိန်ချောက်မှုကိုရှုတ်ချခဲ့ပြီးလက်တွေ့တာလုပ်မယ်ဆိုရင် အမေရိကန်ဟာအမှန်တကအမှားဆုံးအမှားကြီးကိုကျူးလွန်မိလျက်သားဖြစ်သွားလိမ့်မယ်လို့တုံ့ပြန်သွားပါတယ်။ ထရိုင်ရဲ့စကားတွေဟာအမေရိကန်အစိုးရရဲ့ရန်လိုတဲ့သဘောထားမူဝါဒတွေကိုလည်းထင်ဟပ်စေတယ်လို့တရုတ်ကပြောပါတယ်။နောက်ပြီးအမေရိကန်ရဲ့မမျှတတဲ့အခွန်စည်းကြမ်းမှုတွေနဲ့ပတ်သက်ပြီးတရုတ်ကလည်းအလျှော်မပေးဘဲအဆုံးထိဆက်လက်ရင်ဆိုင်သွားမယ်လို့တရုတ်စီးပွားရေးဝန်ကြီးဌာနကြေညာချက်မှာဖော်ပြထားပါတယ်။အဲ့ဒီအခြေအနေတွေကကမ္ဘာပေါ်မှာစီးပွားရေးအင်အားတောက်တင်းဆုံးနိုင်ငံချင်းတစ်ခုကြားမှာကွန်တွယ်ရေးစစ်ပွဲအတွင်းတင်းမာတဲ့အားပြိုင်မှုတွေပုံမှန်ဆိုးရွားသွားစေနိုင်တဲ့အပေါ်စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ဘလွန်ဘတ်သတင်းဌာနရဲ့အဆိုအရထရန့်ချင်းချောက်တဲ့အခွန်90ရာခိုင်နှုန်းစီးကျက်မှုဆိုတာဟာမူလတော့ကတရုတ်သွင်းကုန်တွေအပေါ်20ရာခိုင်နှုန်းအခွန်စီးကျက်မှုအခုလထဲမှာထက်မှန်ကျင်းညာတဲ့အခွန်34ရာခိုင်နှုန်းထက်သိုးစီးကျက်မှုတွေနဲ့တီးခြားစီဖြစ်တယ်လို့သိရပါတယ်။တနည်းအားဖြင့်တကယ်သာအကောင့်ထဲပေါက်ခဲ့မယ်ဆိုရင်ထရန့်ရဲ့အဆိုအရဟာပြင်းမထားတတ်မှတ်တဲ့တရုတ်တွင်းကုန်အမျိုးအစားတွေကို ကုန်စည်တင်ဖို့ရဲ့စုစုပေါင်း104ရာခိုင်နှုန်းအထိ အခွန်ကောက်ယူမဲ့အသေးပဲလို့ ဘလွန်ဘတ်သတင်းဌာနကဖော်ပြခဲ့ပါတယ်။နိုင်ငံတကာဝေဖန်မှုတွေအကြီးကျယ်ထွက်ပေါ်နေပေမဲ့ track ကတော့ကုန်သွယ်ခွန်တွေသုံးမြေကောက်ယူဖို့ဟာမဖြစ်မနေလိုအပ်တဲ့ကိစ္စတစ်ခုလို့အကာအကွယ်ပြောကြားထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။